ကျချစ်တော့ဂျူနီယာကိုယ်တိုင်လှုပ်ရှားတာလေတကယ်ပူစားကောင်းတယ်မရောဘူးနော်ဟယ်လိုဒီနေ့မှာတော့ကျချစ်တော့ဂျူမြင့်နဲ့ဝက်ခဂျူမြင့်လောက်ပြမလို့သစဉ်ဘယ်လိုလုပ်မလဲဆိုတော့ဗီဒီယိုလေးကိုဆောင်းလိုက်ကြည့်လိုက်ရအောင်နော်ခါလေးတွေကတော့ပိုင်ပစ္စည်းလေးတွေပေါ့နော်အဓိကကရောမလာနစ်ပါမယ်သစဉ်ကတော့မပူမလာနစ်လေးသုံးထားပါတယ်ပြီးသွားတာနဲ့ကျက်သွန်ဖြူကိုဥကြည်ကြည်လက်သုံးစိုးစားလေးသုံးပါမယ်ပေါ့နော်အဆင်ပြေတာသုံးလို့ရပါတယ်နော်ပြီးသွားတာနဲ့ငရုတ်ဒီစိမ့်ကိုအနီတောက်လေးသုံးပေးပါမယ်အစိမ်းအောင်သုံးလို့လည်းရတယ်အယောင်တိတ်ပြီးတော့မလာလို့သစဉ်ကတော့အနီတောက်ပဲသုံးပါပေါ့နော် လုံးဝမပါမဖြစ်ရတော့ဂျူးမြက်ဒါရောနေပူလန်ထားတဲ့ဂျူးမြက်လေးပြီးတော့အနန်းနန်းပါပါမယ်။အော်နောက်ဆုံးမပါမဖြစ်ရတော့ငါးမျိုးဆက်မလားအမုတ်လေးပါ။ဒီနေ့မှာတော့သစင်ကကြက်ချရောက်တွေကို1ကီလိုသုံးထားပါတယ်နော်။အရင်ဆုံးအနေနဲ့သူ့ရဲ့ခြေသေးလက်သေးတွေကိုညက်ပေးလိုက်ပါမယ်။အဲ့နောက်ကိုကြတော့ခြေထောက်တစ်ချောင်းကိုသုံးပိုင်းပိုင်းလိုက်မှာပေါ့နော်။ဆာရပို့ပြီးတော့လွယ်ကူသွားအောင်လုပ်ပါနော်။ပြီးတော့ဒါနဲ့ကြက်ချရောက်ကိုရေဆေးပြီးတော့ပြုတ်ပါမယ်နော်။ညီနဲ့မရှိအောင်လို့စပလင်ထည့်မယ်။ဆာအနေငယ်လေးထည့်ပြီးတော့သူ့ကိုမိနစ်20နာရီဝက်လောက်ပြုတ်ထားပေးလိုက်ပါမယ်နော်။ကြက်ချရောက်ကြက်ပိုးအတွက်ကိုစောင့်နေရင်နဲ့ကြက်သွင်ဖြူတွေခွာထားလိုက်မယ်နော်။ဒီနေ့မှာကြက်သွင်ဖြူဥသေးလေးတွေသုံးလို့လည်းရပါတယ်နော်။ပြီးတော့ဒါနဲ့နန်းလော်ပေးလိုက်မယ်ရှင်။ဒီနေ့မှာ ော်ကိုစားတလောက်ကိုထည့်ပေါ့နော်ပြီးတာနဲ့ဒီနန်လေးတွေရွှေဝါရောင်တမ်းပြီးဆိုတာနဲ့ပကံတစ်ခွက်တည်းမှာထည့်ထားလိုက်မယ်ပြီးသွားတာနဲ့စက်သွုံဖြူနဲ့ငရုတ်ဒီအနီလေးကိုပါထပ်လော်ပြီးလိုက်မယ်နော်သူ့ကိုရေနဲ့လော်ပြီးလိုက်ပါရှင်ရေတွေခမ်းပြီးစက်သွုံဖြူရောငရုတ်ဒီအနီတောက်တွေရောဒီကညညိုလေးတွေဖြစ်လာပြီးဆိုတာနဲ့သစင်တော်ကထောင်ပေးလိုက်မှာပေါ့နော်ဒီနေရာမှာကိုကညညက်စားခြင်းညညက်ထောင်ပေါ့နော်တိတ်ပြီးတော့မညက်စားခြင်းဘူးဆိုတော့မညက်တညက်ထောင်ပေါ့သစင်ကတော့မညက်တညက်ပဲထားလိုက်ပေါ့နော်ကိုက်ပြီးတော့ဝါစားလို့ရအောင်ပါပြီးသွားတာနဲ့နေပူလန်ထားတဲ့ဂျူးမြစ်တွေကို air fire နဲ့လော်လိုက်တယ်ပေါ့နော်အပူပေးလိုက်တယ် air fire မရှိဘူးဆိုအိုးနဲ့လော်ပေါ့နော်အဲ့နောက်တော့ကိုစားခြင်းတဲ့အနေထားလေးတွေကိုဂျူးမြစ်ကိုညက် က်ပေးလိုက်မှာပေါ့နော်သင်ကတော့လက်တဆင့်စာလေးတွေညက်ပြီးတော့ရောထောင်လိုက်မှာပေါ့နော်ဒီနေရာမှာအရင်ညက်နေအောင်ထောင်စေရမလို့ပေါ့နော်အနေတော်လေးတွေသူ့ကိုဘယ်လိုမျိုးပြောမလဲအရသာဝင်သွားတဲ့အနေထားလောက်ပေါ့နော်မညက်တညက်လေးဆိုရပါပြီရှင်အဲ့ဒါဆိုရင်တော့ပကံတစ်ခုထဲမှာထုတ်ထားပြီးတော့ပြင်ထားလိုက်ပါမယ်နော်ပြင်ဆင်စရာတွေအကုန်ပြီးသွားပြီဆိုတော့ကြက်ချစ်တော့လည်းကြက်တယ်ကွက်တိပဲပေါ့နော်ဒီနေရာမှာကိုလိုချင်တဲ့ကြက်ချစ်တော့အနေထားရပြီဆိုရင်တော့ဒီရေခဲရေလေးပေါ့နော်ပြင်ထားတဲ့အထဲကိုကြက်ချစ်တော့တွေကိုခတ်ထုတ်လိုက်မှာပေါ့နော်အဲ့ဒီခါကျမှပဲဒီကြက်ချစ်တော့လေးတွေကနုနုညံ့ညံ့ဖြစ်တဲ့အပြင်ကိုထုတ်ထုတ်လေးနဲ့ပေါ့နော်ပို့ပြီးတော့စားကောင်းတယ်ရှင်ရေခဲရေထဲမှာက ကြကြလေးစိန်ထားလိုက်မယ်နော်ချက်ချင်းောက်ရေရေခဲရေစိန်ထားတဲ့အချိန်မှာတော့သဇင်ကဝက်ခောက်ပြုတ်ပါမယ်ပေါ့နော်ဒီနေရာမှာသဇင်ကနိုင်ဝက်လောက်ပြုတ်မယ်ပေါ့နော်ကိုစားချင်တဲ့အနေထားလောက်ပြုတ်လို့ရပါတယ်ရှင်စပလင်ထည့်မယ်ရေထည့်မယ်ပြီးတာနဲ့ဝက်ခောက်ထည့်မယ်ပေါ့နော်နှစ်ပိုင်းပိုင်းဖို့မေ့သွားတယ်အိုးကလည်းသေးသွားတယ်ပေါ့နော်နောက်ဆုံးမှာတော့ဝက်ခောက်မနူးလို့ဆိုပြီးတော့အိုးလဲလိုက်ရတာပေါ့နော်အဲ့ဒီခါမှပဲအဆင်ပြေတော့တယ်ရှင်ဆိုရင်ဝက်ခောက်လည်းကြက်ပြီးဆိုတော့သဇင်တို့ကကိုလိုချင်တဲ့အနေထားလေးကိုအတုံးသေးသေးလေးလီးလိုက်မှာပေါ့နော်ပြီးသွားတာနဲ့နူးမနူးကိုစမ်းစားကြည့်ကြတာပေါ့နော်ဒီနေရာမှာနူးနူးအီအီစားချင်တော့ကြကြလေးပို့ပြုတ်ပေါ့နော်သဇင်ကတော့ကတင်တဲ့အနေထားမို့လို့သဇင်ကနိုင်ဝက်လောက်ပဲပြုတ်တော့ပေါ့နော်ဒီနေရာမှာဝက်ခောက်မစားအောင်အမဲခောက်ပဲစားချင်တယ်ဆိုရင်တော့ပြုတ်တဲ့ ခါဆက်ပလင်အပြင်ကိုရှောင်းနေရွက်လေးပါထဲပေါ့နော်ဒီလုံနေအတိုင်းလုံလို့ရပါတယ်အားလုံးပြင်ဆင်ပြီးသွားတဲ့အချိန်မှာတော့သင်တို့ကရေခဲစိန်ထားတဲ့ကြက်ချစ်တော့တွေကိုဆယ်ထုတ်ပေးလိုက်ပါပြီပေါ့နော်အခုချိန်ဆိုရယ်ကြက်ချစ်တော့လေးရတယ်လေထုတ်ထုတ်တထုတ်လေးနဲ့ပေါ့နော်အသားလေးကကတင်းပြီးတော့အသွင်သားကလည်းအီအီလေးနဲ့တော်တော်လေးစားကောင်းတဲ့အနေထားပေါ့နော်ဟဲ့အခုဆိုရင်တော့အားလုံးကအဆင်သင့်ဖြစ်ပြီဆိုတော့စပြီးတော့တောက်လိုက်ရအောင်နော်အလေးရောမပူရမလားအမြက်လေးပေါ့နော်ကြည်လိုက်ဟုတ်ထုတ်ပုံမအရန်ကောင်းသူများတွေစားနေကြတဲ့အရန်စားချင်နေလားဟုတ် ီလာဟောအနားလေမွေးနေတာပဲဟူဟူအနှစ်လေးချီလာဟောအော်လေးကိုထဲမယ်တဇွန်တဇင်ကတော့နည်းနည်းလေးဟိုဘယ်လိုမပြောမလဲ အရသာလေးလေးပပင့်လေးစားမှာပေါ့နော်သုံးစုံလောက်ထည့်လိုက်မယ်နော်မလာအနစ်တွေထည့်ပြီးသွားတာနဲ့သင်တို့ကဂျူးမြက်ထည့်မှာနော်ဒီနေရာမှာသင်ကနှအိုးစာလှုပ်ထားတဲ့အတူကတဝက်တဝက်စီခွဲထည့်မှာပေါ့နော်ကျက်သွန်ဖြူမြုပ်ဒီစိန်လေးထည့်သွားမှာမယ်နန်းထည့်မယ်ပြီးတာနဲ့စားအနေငယ်ထည့်မယ်အချိုမုတ်အနေငယ်ထည့်မယ်ပဲငန့်ပြရဲ့အကြည်ထည့်မယ်ခရုစီအနေငယ်ထည့်ပြီးတာနဲ့ငါမျိုးဆက်မလာမုတ်လေးထည့်ပါမယ်အိုးအခုဆိုရင်နော်စားနေပါတော့မယ်နော် ဒီနေရာမှာကိုစားချင်တဲ့အရာတာတိုင်းအပေါ့အငန့်အဆက်အမမျိုးပေါ့နော်ချိန်ကြီးလို့ရတယ်ရှင်တစဉ်ကတော့လေးလေးပင်းပင်းစားချင်လို့မှလာအနစ်နဲ့ငါမျိုးဆက်အမုပ်ပေါ့နော်နည်းနည်းပို့ထည့်လိုက်ပါတယ်ချစ်ချစ်တော့ဂျူညစ်လေးရပါပြီရှင်ရှယ်ပဲနော်ကြည့်လိုက်အောင်အရာတာပေါ့နော်ခုလိုမျိုးလေးလေးပင်းပင်းလေးစားရတာပဲကြိုက်တယ်ပေါ့နော်အဲဝယ်စားမနေတော့ဘူးနော်ဒီတစ်ခါကကြတော့ကိုယ်တိုင်လှုပ်ရှားလိုက်ပါပြီ ထုံမကြိုက်တဲ့အတွက်ပေါ့နော်တစဉ်ကတော့ဒီမပူမလာအနည်းနဲ့ပဲတုံလိုက်တော့တယ်အရန်ကိုအဆင်ပြေတယ်ပြောမယ်ဆိုသူရဲ့ဒီမလာအနည်းကမဆုပ်ပေါ့နော်ပြီးရနဲ့မထုံလည်းမထုံဘူးပြီးရနဲ့ကိုအရသာကိုစားချင်းတဲ့ပုံစံတိုင်းကိုပြန်ပြင်လို့ရတယ်อืมအရသာကျွတ်ချတော့ကြသူကလေငါနဲ့အရသာလေးလေးပင်ပင်လေးလှုပ်ထားမှာပေါ့နော်ခဏနေသူရေကြက်တာမှာထဲလိုက်ရင်လေအရသာနည်းနည်းပော့သွားတတ်တယ် စဉ်ကတော့တရားမတုံးဒီချက်ချောက်ဂျူနီယာလောက်ရခါကြရင်လေဘာဖြစ်လို့တရားရဲ့အရသာတိုက်ပြီးတော့မကြရဘောနော်ဒါပေမဲ့လည်းအချုံမုတ်မစားလဲသူဆိုရင်တော့တရားထဲ့ပေါ့အချုံမုတ်လည်းအများကြီးမထဲ့ဘူးနည်းနည်းလေးပဲထဲ့တာဒါတော့ဘူးသိမ့်မှာပေါ့နော်ဒီကနဲ့ရေခဲတက်တာထဲမှာတနာရီလောက်ထားပြီးရင်တော့စားလို့ရပြီအခုချက်ချင်းလည်းစားလို့ရတယ်ဒါပေမဲ့ထထုပ်လေးပါလေးတွေစားချင်တော့ပေါ့နော်ရေခဲတက်တာတော့ထဲမှာပေါ့နော်တနာရီတညလောက်တိတ်ထားလိုက်စားလိုက်အရင်အရသာရှိတာမယောင်းဘူးနော် ဒါကွာကိုစားတာကိုစားဖို့ပဲကိုလောက်တာဒီဘူးတိုက်ထားတဲ့ဟာတွေကကြတော့ရေကတိတာတွေထည့်ပြီးတာနဲ့မနှက်ဖြံမစားဘူးပေါ့နော်။သူစင်ကတော့တခါတခါလှုပ်ဆိုင်အများအများကြီးလှုပ်စားတော့ပေါ့နော်။ကို့အိမ်ကလည်းအဝစားလို့ရတော့သူများတွေကိုလည်းမျှဝေကြွေးလို့ရတယ်လေနော်။ပြီးတော့လည်းခုလိုမျိုးပကံနဲ့တစ်ခုလည်းရသေးတယ်သုံးဘူးနဲ့ပကံပေါ့နော်။ဒါကတော့အခုစားဖို့အတွက်ခါတော့ဝက်ခေါက်တော့ပါမယ်။ဝါး ဒီနေ့တောက်စာမဲ့ဝက်ခောက်က1ကီလိုမပြည့်တဲ့အတွက်မှလာအနည်းကိုနှစ်ဆုံးပဲထည့်မယ်ဂျူးမြင့်နဲ့ငရုတ်ဒီကျက်သွင်ဖြစ်အနည်းကိုလည်းထည့်လိုက်မယ်နမ်းမများထည့်မယ်နော်အရသာအတွက်ရောဆာနဲ့နဲ့အချိုမုတ်နဲ့နဲ့ပဲငံပြရည်နဲ့နဲ့ပြည်တာနဲ့ခရုစီထည့်မယ်နောက်ဆုံးတော့ငါမျိုးဆက်အမုတ်ဒါတော့ဝက်ခောက်ဂျူးမြင့်တောက်လေးပေါ့နော်ရှယ်ပဲနည်းနည်းလေးဆက်ဆက်ဆက်လေးပေါ့နော်အစမစားနိုင်တဲ့သူတွေပစင်းလိုမျိုးမထဲတော့ဘောနော်ရှော့ဘောနော်အဓိကတော့အမလာအနစ်ပဲဘောနော်အမလာအနစ်ကကောင်းရှိရင်တော့ဖြစ်တယ် ที่เราอ้เฉยว่าเขาอาจจะร้อนแน่ขมันยาเทรอเป่เนาะกูแรงเล่าซาระเลยตะเกปูซาเกาเนี่ยพอรู้ไม่เปล่าเลยนั่นแหละตั้งเชนเนี่ยกู ตียารอเป่เนาะเวสาระแท้อายาปายาไปเฉยไปเชียวมาเขาจุ่มยาเลยเด้อตุ๊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 อืม ။နော်ကိုကကိုမြင်ရဆိုတော့ကိုအိမ်စားဖို့ပဲလှုပ်လို့နော်။အင်းဝါခေါ်ဂျူမီယာတော့ရဲ့အရသာထိမိပြီဆိုတော့ဘူးထဲတိတ်ပြီးတော့ရေခဲတက်တာနဲ့ထဲဖို့ပြင်ပါဗောနော်။ဒီတိုင်းမစားချင်တဲ့သူဆိုရင်တော့လေစီနည်းနည်းလေးနဲ့လေကြော်စားကြည့်နော်။ဝါခေါ်တွေကအီအီလေးနဲ့လေထမင်းပူပူနဲ့ဆိုလုံဝါလိုက်ဗော။ဒါကတော့မပူမလာအနေနဲ့လှုပ်ထားတဲ့ချက်ချစ်တော့ဂျူမီယာနဲ့ဝါခေါ်ဂျူမီယာလေးရပါပြီဗောနော်။ကိုလူမျိုးချင်းချင်းထုတ်ထားလို့တစင်ရတော့ပို့ပြီးတော့အားပေးဖြစ်တယ်တကယ်လဲစားကောင်းတော့သူရမလာအနေကမထုံဘူးမဆက်ဘူး။အရသာခပ်ပော့ဆာတဲ့သူတွတ်ဆိုရင်ပြင်စရာမလို။

ဒီနေ့တစဉ်လောက်ပြတ်သွားတဲ့ချက်ချရောက်ဂျူမြင့်နဲ့ဝက်ခောက်ဂျူမြင့်ရဆိုရင်အထုံမကြိုက်တဲ့သူအရသာအောင်မလေးလေးပင်ပင်ထထမိမိစားချင်တဲ့သူအတွက်ကိုရည်ရွယ်ပြီးတော့လောက်ပြတာပေါ့နော်လိုက်လောက်စားချက်အရန်ကိုစားကောင်းလေရှင်โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်ဒီနေ့မှာတော့ဇင်ရဟောဒီကဝက်ခောက်ဂျူမြင့်နဲ့ချက်ချရောက်ဂျူမြင့်လေးကိုလောက်ပြလိုက်ပေါ့နော်အများကြီးအရန်လဲစားကောင်းတော့ပေါ့နော်လိုက်လောက်စားချက်တစဉ်လောက်နေရတော့တစဉ်လောက်တက်တဲ့ပုံစံနဲ့ပေါ့နော်အထုံမစားတဲ့သူအတွက်အရန်အဆင်ပြေတယ်ပြောမစို့အဓိကတော့မပူမာလာအနစ်လေးရှိလို့အဆင်ပြေသွားတော့ပေါ့နော်ပို့ပြီးတော့โอเคဒီနေ့ဗီဒီယိုလေးကိုအဆုံးထိချစ်ပေးကြတဲ့အတွက်အားလုံးထူပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဒီကျမတို့ဇင်ရဗာလေးလေးစားပြပြီးတော့ဗာလေး ေးတွေစမ်းပြမလဲဆိုတာချီချွာပေးကြပါဦးเนาะအားလုံးပဲတတား